ဘာမသိညာမသိနဲ့ရှောက်မရွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွနဲ့ပြိတ္တိပဲရွတ်ဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးတယ်နော်လောကကြီးကိုလိန်ညာပြီးတော့စားနေကြတာလိန်ညာပြီးတော့စားနေကြတာမန္တမန္တရားတွေစုပ်ပြီးတော့ဟောဝိဇ္ဇာလိုလိုဇောကြီးလိုလိုအဲ့လိုပုဂ္ဂိုလ်ရဲ့ အစွမ်းတကူတွေကိုလူတွေကယုံကြတယ်ရှုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုံးကြအုံဖွတ်မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးချွတ်ဆိုဖြစ်နိုင်မှာဖြစ်နိုင်နော်အဲ့ဒါလားသို့တော့လူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မဲတရားယုံနေတော့မဲအုံဖွတ်ရရမရသေးဘူးအုံဖွတ်ဆိုတာသိလားဘာကြောင့်အုံဖွတ်လို့ခေါ်တာတော့ ဗမာစကားမှာအုံဖွာတယ်။ပါဠိစာပေမှာအုံဆိုတဲ့တကလုံးကအဥမအခရာ၃လုံးပေါင်းထားတယ်။နော်။အရဲ့ဥရဲ့မရဲ့အဲ့ဒီ၃ခုကိုတတန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနိုင်အောင်။တတန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားရဲ့နော်။အဥမမကြတော့ပစ္စပိတ် အာဥဟောအဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဖရာသုံးစုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာအာကဗြဟ္မာဥကဗိရှင်ုမာကတိဝရှိပန်အဲ့ဒီသုံးခုကိုရည်စုပြီးအုံးလို့ရွတ်တာဗုဒ္ဓဘာသာနဲ့မဆိုင်ဘူးဒါသွားရွတ်ဆရာမလို့ ုံဆိုပြီးတော့မန္တနေရွတ်တဲ့ခါမှာရှေ့ရထားပြီးတော့ရွတ်တယ်ဒီဘက်မှာအုံမဏိပတမေဟုံဆိုတာရှိသလိုပဲအဲ့ဒီအုံခံပြီးတော့နောက်ကဖွားဆိုတာတကယ်ကတော့ဖွားမဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့ခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလို့ကြတော့ပုတ်ပေးပြီးတော့ဖွားဖွားဖွားလောက်ကြတယ်ဒီရက်တော့ပြောရဘူး ုံလို့စီတော့အဲ့လိုပဲကလေးလေးပို့ပြီးဟဲ့ဖွာဖွာဖွာကျင့်တ်သွားအမှန်ဖွာဖွာလှုပ်လို့ပြတ်သွားမဟုတ်သူ့သူအချိန်တန်လို့ပြောက်သွားနော်လူကြီးကနေပို့ပြီးပြီးတော့ဟဲ့ဖွာဖွာဖွာလှုပ်လိုက်ရင်ပြောက်သွားအဲ့ဒါလိုပဲပါဠိစာပေမှာဘုဒ္ဓမကမန္တန်လို့ဆိုရှိတယ်မန္တန်ရပြီတဲ့ခါမှာဖူးဆိုပြီးတော့မှောက်လိုက်ရတယ် အဲ့ဒီဖုဓမ္မကဗန္ဒံကနေဖုကနေဖွားဖြစ်သွားတာ။အုံဖွားဆိုတာ။အုံကအစဖွားကအဆုံး။အုံတို့ယူပြီးတော့နောက်ကဖုလို့မဟုတ်လိုက်။အဲ့ဒီကနေကူးဆက်လာ။နောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်။ဗန္ဒံနေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဦးကြလိမ့်မယ်။ဗန္ဒံနေယူပြီးနောက်ပိုင်းမှာ ွာဟာဆိုတဲ့တကလုံးကိုဆက်ရွတ်တယ်နောက်ဆုံးွာဟာဆိုတာကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေကောင်းကျိုးချမ်းသာပြီးဖြစ်ပါစေလို့ဒိဋ္ဌိရှိပမာရီကတော့အဲ့ဒီဒိဋ္ဌိမသိဘဲနဲ့မန္တန်ကျစ်ပြီးရတဲ့ကသွာဟာဆိုမောင်းချတာဖြစ်သွားသွားဟာကနေသွားဟာဖြစ်သွားတယ်။သွားဟာဆိုမောင်းတော်တာဖြစ်သွားရဲ့။ကောင်းကျိုးချမ်းသာတွေမလာနဲ့ပြေတော့ဆိုတဲ့အခြေဖြစ်တယ်။ လွယ်တိလွယ်ချော်တွေဖြစ်နေတာကိုပြောပြတာဘာမသိညာမသိနဲ့ရှောက်မယွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မယွနဲ့ပြိတ်တွေပဲယွ